ပိုင်းနဲ့ဖာကျော်လေးမိမဖြစ်သူကိုစိတ်မချတာနဲ့မိမဖြစ်သူသွားနိုင်မယ့်နေရာကိုလိုက်သွားခဲ့တာပေါ့ငါဝိုင်းတပလင်းတာပြီးပြီးခုချက်ချင်းတကားပိတ်စီတပြားရီထွက်သွားပြီးရဲ့နောက်ဖာကျော်မိမကလည်းကုထဲဝင်ဖို့တကားရဲပြင်တော့တယ်သူတို့ထွက်သွားပြီးဆိုတော့ဒီခါငါလည်းပဲအုံးတကားဖွင့်စီသူရဲ့လောဘရဲ့စိတ်ကြောင့်ဝိုင်းတပလင်းကွဲသွားခဲ့တယ်ပလင်းကွဲတဲ့အတန်ကတပြားနာထိရောက်သွားစီခဲ့တယ်ကိုဘက်ကပါအတန်တော့ ငါတို့ဝိုင်းကိုလာခိုးရများလားပြန်သွားကြည့်ရအောင်သွားမယ်ဘလို့လုံးမလဲသူတို့သိရင်တော့ငါတို့သေးပြီပဲကုထဲကနေတူတူတိတ်တိတ်ထွက်ခဲ့ပေမယ့်ဓမ္မရီကကုကိုလာဝိုင်းထားပြီးမှအချိန်မမီဖဲသွားမလို့လဲညီမလေးဖဲမှမသွားပါဘူးမိုးလာရှာရင်ပြန်တော့မှာပါဘာမို့မလို့အဲ့လောက်လေးရလဲရုပ်ကလည်းချစ်စရာလေးပဲကျမကဘာမှမလုပ်ပါနဲ့တောင်းပန်ပါတယ်သွားခွင့်ပြုပါဒီလောက်လာတာလှုပ်ပေးစရာလား မိမယူလိုက်ကွာကို ကို့မိမလှုပ်လိုက်ပါကွာရက်စံနေငါမိမကိုထိလို့ကတော့နင့်အလောင်းအိမ်တဲခွန်းအောင်ရမယ်မထင်နဲ့ကိုမိမကိုကဲပါအောင်ဟေးဟာနင့်မိမကူထဲကငါတို့ဝိုင်းကိုလာခိုးတာဟစိတ်အေးထားပါညီလေးငါမိမကူချက်ချင်းလှုပ်လိုက်စမ်းခေါောင်းနေလှုပ်ပေးလိုက်ကွာသူများတွေလည်းသူ့မိမကိုလှုပ်ပေးလိုက်ပါတယ်သူ့မိမအနောက်ရောက်လာတော့လက်ထဲကမီငိမ့်သွားခဲ့တယ်မိကငိမ့်ပြီဒုက္ခပဲ တို့မိငိမ့်သွားပြီတက်လိုက်တော့ကွာဟုတ်တယ်တခိုးရီဘဲမလဲတက်သေးဒီမှာငါမှမိချစ်ရှိသေးတယ်မတွေ့ဘူးလားနင်တို့တွေသေးလိုက်တော့သွားပြီမဟုတ်ဘူးငါတို့ဝိုင်းပလင်းတွေအကုန်သွားပြီငါပါတောက်ရတော့မှလဲနင်တို့နေရသူ့သွားဖမ်းလာစမ်းတပြားကြီးရဲ့ဝိုင်းတွေအကုန်လုံးဆုံရှုံသွားတော့ဘချော်ကိုတော်တော်ဒေါသထွက်နေပါရဲ့ငါမင်းတို့နေရကိုသေအောင်တက်မှာမိမမြမြပြပြတို့လိုက်လာပြီ မင်းတို့ဘယ်ပြေးမလို့လဲသူတို့ဘာလို့ဒီလောက်တောင်အပြေးမြန်နေရလဲဒါဆိုငါရက်အောင်လုပ်လိုက်မယ်နင်တို့တွေသေပြီးသားမက်ခေါင်းအုံမှန်အောင်သူ့ကိုမိမပြေးသူပြစ်တော့မယ်ဟုတ်ကြဒီမှာရှင့်ကောင်းကွဲသွားပြီမှန်ပြီသူ့ကိုသွားတတ်တော့သွားမယ်ဘာကြော်လဲကြောက်ခံမှန်ပြီတွေးရအများကြီးဆုံးရှုံးလိုက်ရတဲ့အတွက် ထွက်ပြေးဖို့အားမရှိတော့ပါဘူး။ဟုတ်ကြ။ဟုတ်ကြ။ဘာမှမဖြစ်ပါနဲ့ မိမထွက်ပြေးတော့သူတို့မှီတော့မယ်မြင်မြတ်သွားခဏနေကိုလိုက်ခဲ့မယ်တော်ပြီဒီလိုမဖြစ်ပါနဲ့ယောက်ျားဖာကျော်လေးမိမကိုချစ်တဲ့အတွက်သူ့မိမကိုအရင်ထွက်ပြေးခိုင်းလိုက်တာပေါ့ကျမကိုခွင့်လွှတ်ပါရကြရင်မင်းသားတအားလှုပ်ချင်နေရပေါ့လေယောက်ျားရင်ဖာကျော်လေးတများရင်းရိုက်နေတာခင်ရတဲ့နောက်ဆုံးဆုံးပါသွားခဲ့ရပါတယ်နေအရန်တော်နေရမလားမိမကိုချစ်လွန်တဲ့ဖာကျော်ကတော့တများလက်ချက်ကြောင့်တည်သွားခဲ့ရတယ် ။နောက်နေရောက်လာတော့ဘာကျော်ရဲ့မိမက တငင်းငေးတငငိုင်းဖြစ်နေရပုံ။သူ့သားရကြားဖြစ်သူစကားကိုနားထောင်ခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး။မသိဘူး။ကိုအဲ့ဒီဝိုင်းထပ်သွားယူခဲ့ရမယ်။မဟုတ်ရင်မိမကိုကိုသွားယူမှာနော်။ဘာလို့သွားယူမှာလဲ။ဒီလိုနေလဲစိတ်ချမ်းချမ်းသာသာလေးနေရတာပဲ။စိတ်ဒုက္ခမရှာစမ်းပါနဲ့ကွာ။ဒါဆိုလေကိုကိုပဲတွားယူရမယ်။ငါမိမကတော့ကွာ။အခုကျမအောင်တရီရနေပါရောက်ကြရင် ရှင့်စကားကိုသာအစောကတည်းကနားထောင်ခရင်ရှင်လဲဒီလိုဖြစ်မှာမဟုတ်ဘူး။သူလဲဝိုင်းတွေအကုန်လုံးအမိုက်တောင်းတဲ့ပြစ်ပြီးအရင်လိုဘဝမျိုးကိုပြန်သွားနေလိုက်တယ်။ဖာကျော်ကိုတရားရဲစိတ်တွေနဲ့ဘယ်နေရာကိုကြည့်ကြည့်ဖာကျော်ကိုပဲမြင်အောင်နေမိတော့တယ်။သူထိုင်ပြီးတတိယနေ့တော့သူ့လိုနာကျင်ရတဲ့မိန်းလေးတရားကိုမြင်ရလာပြီးသူ့အတွေ့ပေါင်းပေါင်း6000ထဲမှာနှစ်နေရတဲ့အတွက်ခေါင်းနေထုံကျင်ကြိုက်ခဲလာတော့သူလည်းခဏသွားအေးလိုက်တယ်။သူအိမ်နေတော့လူတယောက်ကတကားလာခေါင်းနေရပုံ ငါတော့ခံမထားဘူးငါတော့ခံမထားပါဘူးဆိုဟင်ယောက်ျားရှင်မသေးသေးဘူးသူတို့စီကလွန်မြောင်နိုင်အောင်တည်ချင်းအောင်ဆောင်နေရပါသူတို့ထွက်သွားမှပဲကိုမြမြန်ထလာခဲ့တာအရင်ကအရှင်စကားကို နားမထောင်ခဲ့လို့ပါကျမတောင်းပန်ပါတယ်ခုကစားပြီးရှင်စကားကိုတသက်လုံးနားထောင်သွားမယ်နော်ထောင်းပါတယ်မိမဒီလိုပြောတာနေတဲ့ကိုဝမ်းသာလာပါပြီဒါပေမဲ့အခုတော့ခုကိုစီလာထည့်ပေးပါဦး ကိုမခံစားနိုင်တော့ရှင်တော်နာမှာပဲနော်ငါ့ကိုစီးမမြလာထည့်ပေးပါဆို။နောက်ဆုံးဘာကြော်လဲမသိပဲသူ့မိမစီပြေးရောက်လာခဲ့ပါရဲ့။ဟာကြာတက်တာလား။ဖြည်းဖြည်းလုပ်ပါဟ။ငါနာတယ်။နေလောက်တာနဲ့ငါတေးတော့မင်း။မြ мян တေးတော့ရောက်ကြအသက်ယူရအောင်မင်း။ဖတ်စကားပြောတာလေ။သူတို့လင်မယားနေရောက်ကလည်းဒီလိုဆလိုက်နောက်လိုက်နေပဲဘဝကိုရှေ့ဆက်သွားခဲ့ကြတော့တာပေါ့။